ကျောင်းမနေနိုင်ခက်ခဲခဲ့ပေမဲ့လယ်အလုံးနဲ့မြို့မျက်နှာဖုံးတထေးစင်းဝင် ချမ်းသာလာတဲ့ဦးမျိုးတန့် ရည်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆယ်လီ insider page ကနေပြီးတော့ခြေထဲပြန်လဲကြိုဆိုပါရရှင်။ဦးမျိုးတန်းဆိုတာကတော့အသက်ကြီးမှစမ်းထားတဲ့ဦးလေးကြီးအဖြစ်ပုရိသတွေအားကျနေရတဲ့သူဖြစ်ပါတယ်။ချမ်းသာတဲ့စီးစိမ်နေတဲ့သမီးအရွယ်ကိုယူနိုင်လို့အားကျနေတဲ့သူများခဲ့တာပါ။နောက်ထပ်အားကျစရာကောင်းတာတစ်ခုကတော့ဦးမျိုးတန်းကဆယ်သက်သုံးမကုန်လောက်အောင်ချမ်းသာတာဖြစ်ပါတယ်။ဒီလိုချမ်းသာတဲ့အပြင်အတူယူစရာလည်းကောင်းနေခဲ့တာပါ။ဦးမျိုးတန်းကမျိုးရိုးစင်ဆက်ချမ်းသာလာတဲ့သူ ရောက်တော့မဟုတ်ပါဘူး။အရင်တော့ဆိုရင်တော့ဦးမျိုးတန်းကလည်းပသိမ်ကြီးမျိုးနယ်ဘက်မှာတာမန်လူတစ်ယောက်သာဖြစ်ပါတယ်။ဦးမျိုးတန်းတော့ကတထင်းမျိုးနယ်လည်းမဟုတ်ပါဘူး။ចောင်းဆိုလည်းမหนีခဲ့ဘူးသလိုပညာလည်းမတက်ခဲ့ပါဘူး။ဘုံကြီးចောင်းမှာသာကိုရင်ဝတ်ပြီးတော့၃ဝါလောက်စာတင်သားဘဝနဲ့หนีခဲ့တာလည်းဖြစ်ပါတယ်။အသက်၅နှစ်လောက်မှာတော့ကိုရင်အဖြစ်ကနေထွက်ပြီးတော့လေအလုတ်ကိုစတင်ပြီးတော့လုပ်ခဲ့ပါတယ်။လေအလုတ်စလို့တော့ဆိုရင်တော့လေအီက၃အီကသာရှိတာဖြစ်ပါတယ်။နှွားဆိုလည်းတရှင်းန နဲ့သာရှိတာပါဒီလိုနဲ့ဦးမျိုးသန်းကစားလုပ်ဖြစ်ခဲ့တာပါစားလုပ်တုန်းကဆိုရင်ငွေပွန်ငွေရှင်လည်းမရှိပဲဒါကိုရသမျှငွေတွေ စုပြီးတော့ရုံးကန်ခဲ့ရတာပါတဖြည်းဖြည်းနဲ့ငွေစုမိလာတဲ့အချိန်မှာဦးမျိုးသန်းကလေအေကတွေပါတိုးချဲ့ပြီးတော့ဝယ်ခဲ့ပါတယ်ဒါအပြင်စက်တွေလည်းဝယ်စုခဲ့ပါတယ် လူပြိုဘဝကလေးရဥမျိုးတန်းကဘာမှလည်းမတုံဆွဲပါဘူး။လက်ဖြစ်ဆိုင်တောင်မထိုင်မဲနေခဲ့ရကနေပက်ဆက်နေစုခဲ့တာဖြစ်ပါတယ်။ဘာအပေါ်ဝင်ဝင်မှလည်းမတုံသလိုအလုတ်လည်းအရန်ကြိုးစားတဲ့အတွက်တိုးထက်အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ဥမျိုးတန်းကအခုဆိုရင်လေအေကကိုရှာနေချီတဲ့အထီကိုပိုင်ဆိုင်လာခဲ့ပါတယ်။ဒါအပြင်ဆက်တွေဆိုရင်လည်းဆယ်နဲ့ချီကိုပိုင်ဆိုင်နေပါပြီ။ဥမျိုးတန်းကတာမန်လေသမားအနေနဲ့မဟုတ်ဘဲနဲ့နိုင်ငံအဆင့်ထိပါထိုးဖောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဥမျိုးတန်းရဲ့အလဲ တွေတနိုင်ရလုံးမှာထွက်အားအထူးဆုံးဆိုပြီးတော့စုတွေလည်းရရှိခဲ့ပါတယ်။စံပြလေသမားနေနဲ့လည်းစုတွေရပြီးတော့2017 2012 2014တွေမှာ နိုင်ငံအဆင့်စုတွေရရှိခဲ့ပါတယ်။ အတန်းပညာမတက်ခဲ့ပေမဲ့လေအလုတ်ကိုတံပိုးထားပြီးတော့ဒီဇိုင်းမမတ်လုပ်တဲ့အတွက်သူ့ဘဝကိုပါပြောင်းလဲနိုင်ခဲ့ပါတယ်။ဦးမျိုးတန်းကတထေးစီးဝင်လာခဲ့တယ်လို့ပစံနေရထားစရာနေရာမရှိအောင်ကိုများပြားလာခဲ့ပါတယ်။အရင်ကဘာမှမသုံးခဲ့တယ်လို့အခုချိန်ထိလည်းပစိုးအကျန်းကွက်လေးနဲ့ခြေထဲအင်းကြီးလေးကိုသာဝတ်ဆင်တာဖြစ်ပါတယ်။ဦးမျိုးတန်းကအပေါ်ဝင်ဝင်မသုံးပေမဲ့အလူတန်းနဲ့ပတ်သက်ရင်တော့အရန်ကိုရရောသူတယောက်ဖြစ်ပါတယ်။ကြီးကြီးတဲ့သုံးမကုံအောင်ချမ်းသာလာတဲ့အချိန်မှာအလူအတွက်သိန်းပေါင်းများစွာ သုံးလာခဲ့တာဖြစ်ပါတယ်။တရက်ကို10သိန်းနီးပါလှူပေးနေရလဲဖြစ်ပါတယ်။ဒါအပြင်သိန်းထောင်ချီကုန်တဲ့အလူတွေကိုလည်းမကြာခဏလှူပါတယ်။ဦးမျိုးတန်အတွက်တော့သူပစံတွေကလှူဖို့နဲ့ဇနီးနဲ့သမီးအတွက်သုံးဖို့တာဖြစ်ပါတယ်။အမွာသမီးလေးနဲ့ယောက်ရဖို့ကိုလည်းထိုင်းနိုင်ငံမှာသိန်းထောင်ချီအကုန်ကျခံပြီးတော့ရအောင်လုပ်ခဲ့တာဖြစ်ပါတယ်။ ဦးမျိုးတန်းကစပားတစ်မျိုးရင်းမဟုတ်ပဲနှံနဲ့ပဲတွေလည်းစိုက်ခင်းနဲ့အများကြီးပိုင်ဆိုင်ထားတာပါဒါအပြင်ပြောင်းဘူးနဲ့ရာသီအသီးနှံတွေလည်းစိုက်ပြိုးနေတာပါဒါကြောင့်မို့ဦးမျိုးတန်းတို့ကဆန်လဲဝယ်စားစရာမလိုသလိုစီလဲခြံထွက်စစ်စစ်သာသုံးပါတယ်သီးနှံတွေဆိုရင်လည်းသူ့ရဲ့ခြံထွက်သာစားတာပါဦးမျိုးတန်းရဲ့ဂျမ်းမာရေးအရအသီးနှံအသားကအစခြံထွက်သီးသန့်စားသုံးတာမို့ tension လက်ဆက်ပါတယ်ဦးမျိုးတန်းကသူစူးစမ်းသလိုတခြားလူငယ်တွေကိုလည်းစူးစမ်းစေချင်ပါတယ်ကိုရက်တီရဲ့နေပဲမှာ ာထွန်းပေါက်အောင်လုပ်ကြရင်တော့သူ့လိုချမ်းသာသွားနိုင်တာအကြောင်းဖြစ်ပါတယ်။လေသမားတွေတိုးတက်ရမယ်အောင်မြင်လို့ရမယ်။မနက်9နာရီခွဲဆိုထပြီးဆိုပြီးတော့သူဘဝရည်မှန်းချက်ကိုထုတ်ဖော်ပြောလာခဲ့တာဖြစ်ပါတယ်။ဦးမျိုးသားရဲ့ဘဝအပြောင်းလဲပေါ်ပရိသတ်တို့ရဲ့အမြင်လေး comment လေးထဲမှာရေးခဲ့ပေးပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။